ဒီလိုမျိုးကျွန်တော်တို့အကြိမ်ကြိမ်ထပ်ထပ်ဖြစ်နေတဲ့ product data တွေကိုကျွန်တော်တို့နာမည်တစ်မျိုးကို product နာမည်တစ်မျိုးကိုတစ်ခုစီပဲနာမည်တစ်မျိုးပဲလိုချင်နေဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးအမြန်ဆုံးပြုလုပ်မလဲဒီမှာဆိုရင်ကြည့်ပါကျွန်တော်တို့ data တွေကအများကြီးပဲနာမည်တစ်မျိုးကိုထပ်နေရတယ်အများကြီးပဲအဲ့အမျိုးကိုကျွန်တော်တို့ဒီမှာ list ခုနေနဲ့ယူပါမယ် unit function လေးသုံးပြပါမယ်ညီမချင်း uni2ue လို့ရလိုက်မယ် BNW လေးခေါ်ရွေးမယ် ray ကတော့ကျွန်တော်တို့ဒီမှာလိုချင်တဲ့ carrot ကနေစပြီးတော့နှိပ်ပြီးသွားရင် control shift down arrow နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တစ်ခုလုံးယူပြီးသွားပြီးရင်တော့ control base menu ပေါ်သွားမယ်ပြီးရင် comma လေးခံပါမယ် arc force ကိုယူပြီးတက်ကလေးခေါ်ရွေးမယ်ပြီးရင်ကွန်လေးပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ list လေးတစ်ခုရလာပြီဖြစ်ပါတယ် unit ဖြစ်တဲ့ list လေးဖြစ်ပါတယ်လိုမျိုး daily test တွေကို ကြည့်ရှုဖို့ရအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါအောင်ကျေးဇူးများတင်ပါတယ်